No, I have no intention of firing him. Uh, I would like to see him uh, be a little more active in terms of his idea to lower interest rates. This is a perfect time to lower interest rates. Uh, if he doesn't, is it the end? No, it's not. But it would be good timing. It would be, it would, she could have taken place earlier. But no, I have no intention to fire him. No, I have no. Intention. President Trump, Balola, Store Secret, Totadale, Video is so mad. President Trump အမြဲတမ်းစောင့်ကြည့်နေတဲ့ stock sequence နဲ့ပတ်သက်တဲ့အချက်တစ်ချက်အကြောင်းပြောမယ်။ကမ္ဘာပတ် American Stock Option ပညာရှင် channel ကကြိုဆိုပါရစေ။ဘယ်နေရာကြည့်နေလဲကိုမအမရေးထားပါ။ S&P 500ဆိုရင်ဒီနေ့1.67%ခုန်တက်ပါလေ။ Nasdaq 2.5%ခုန်တက်တဲ့ Dow Jones 1.07%ခုန်တက်ပါတယ်ဒီနေ့ stock share ဝယ်တဲ့လူရှိတာရှိရဆိုရင်ကိုမအမရေးတာပါလူကဲ900မှာဆိုရောနည်းနည်းတော့ကျနေသေးတယ်เนาะရရတူတဲ့ဆိုရောကျနေသေးတာ opportunity ကောင်းเนาะ5 days last step အာတက်နေပြီစတဲ့နေ technology စတဲ့နေပြီ1.26%တက်တယ်ရရတူတဲ့နည်းနည်းကျတယ်ဒါ opportunity ကောင်းเนาะ stock save ဆိုတာကကျတယ်ဆိုတာဝယ်လို့အကောင်းဆုံးအချိန်ပဲ SP500 5 days 0.7%နဲ့တက်နေပြီတလားဆိုရောကြာနေတယ်ရည်ရွယ်သူတွေကြာနေတယ် opportunity ကောင်းအောင်အများကြီးလွတ်တယ်เนาะအဲ့တော့ store ဈေးကွက်မှာစချင်ပြီးရောမစသေးလို့ရှိတာဘာကြောင့်မစသေးပါလဲကိုမအမရေးထားပါအဲ့တော့ passion trap မှာဘာပြောလဲလို့လဲဒါမှမဟုတ်ဘာမပြောလို့လဲ store ဈေးကွက်ကဒီလိုမျိုး ထိုးတက်သွားတယ်အရန်ရေးကြည့်ရယ်เนาะအဲ့တော့ကြည့်မယ် president is backing off his threats to fire the fed chair as his administration talks up a possible tariff deal with china that sent markets soaring chief white house correspondent mary bruce has the story good morning mary George, good morning. While the White House is well aware that the president's tariffs and his knocks on the Fed chair have caused turmoil in the markets, and they're trying to reassure anxious investors, the president now painting a rosy picture of these negotiations, but still not offering specifics. Trump terror အကြောင်းပြောတယ်ပြီးတော့ general power American ဘ ਹੁ ဘန်ရဲ့ဥက္ကဋ္ဌတို့အလုပ်ဖြုတ်ခြင်းနဲ့ပြောတယ်အဲ့ဒါကြောင့် stock ဈေးကထိုးကျထိုးကျတော့ President Trump ကကြောက်သွားကြောက်သွားပြီးတော့အခုတော့အဲစောစော general power ကိုအလုပ်မထုတ်ဘူးအဲတရုတ်နဲ့ရဲ့စာပြီးဆွေးနွေးဖို့လုပ်နေပြီပြောတယ်เนาะအဲ့တော့တကယ်တော့ဟုတ်တယ်ဟာအာဆက်ပြီးတော့ကြည့်ကြမယ် Attacks on the independent chairman of the Federal Reserve spooked markets. This morning, President Trump now says he has no intention of firing Jerome Powell, the Fed chair he appointed. Yeah. Yeah. အာ US ကိုဘယ်သူမှမယုံကြည်တော့ Federal Reserve ဆိုအလုပ်နှစ်ခုရှိရနော်ကုန်စင်းလုံးတည်ငြိမ်အောင်လုပ်ဖို့ရလူလူရဲ့အများဆုံးအလုပ်ရအောင်လုပ်ဖို့ရနော်အဲ့ဒါဒါအတိုးလို့အတိုး short လုပ်ပြီးတော့လုပ်ရတယ်ဒါပတ်စံထုတ်တာပတ်စံတွေပြန်တိမ့်တာလုပ်ရတယ်အဲ့အလုပ်ရှိတယ်အဲ့အလုပ်ကအရန်အေးကြီးရ independent ဖြစ်မှုတက်နော်ဘယ်တမတာမှဝင်ဆွတ်ဖို့မရအောင်ဟိုးအရင်ကတီထောင်ထားတဲ့အမေရိကန် တမနာဟောင်းနေတာဥပဒေအခြေခံဖွဲ့စည်းအုပ်ချုပ်ဖို့တမင်တဲ့လှုပ်ထားတာအဲ့ဒါကြောင့် US ရကပောင်းမှာ finance ပတ်သက်ပြီးရော နော်ဘန်နာရေးနဲ့ပတ်သက်ပြီးရောနံပါတ်1ဖြစ်နေတာ US ဒေါ်လာနံပါတ်1ဖြစ်နေတဲ့ကပောင်းတုံးဖြစ်နေတာနော်အဲ့ဒါကသူ့ကိုကဖြုတ်လိုက်မှဆိုရင် US ရကတွားပြီးနံပါတ်1မုံတော့နော်အောက်ဆုံးကြောက်သွားပါနေချင်းကြရင်လက်ဖြောက်တီးလို့ဖြစ်သွားအဲ့ဒါ stock စီးကကြောက်ပြီးတော့အောက်ရောက်နော် stock စီးကကြောက်နှစ်ရက်သုံးရက်ကြောက်သွားသူကအာ basic trade ကြည့်ပါဟာ မဖြစ်ဘူးမဖြစ်ဘူးအဲဒီသူ့ကိုအလုပ်ဖြုတ်မဖြစ်ဘူးအဲအလုပ်ကဖြုတ်မရပါဘူးသူကပြောချင်တာနော်အားရော့ဒီလူကြီးဂျေရိုပါဝါကိုကြိုက်တယ်လို့ရှိတာရှိတယ်ဆိုရင်ခေါမအမှန်ကြီးတာပါဆက်ပြီးကြည့်မယ် President Trump ပြောတယ်ဆိုတာ firing him uh, i would like to see him uh, be a little more သူ့ကိုအလုံးမဖြုတ်ချင်ပါဘူးတဲ့နော်အလုံးမဖြုတ်ချင်ပါဘူးဘာမို့အလုံးဖြုတ်လို့မရလို့နော်သူဖြုတ်ဖြုတ်လို့ရဆိုသူဖြုတ်လိုက်ရကြားလိုက်ပလိတန်ရောအဲ့လိုထင်ပါနာသူဖြုတ်လို့ရတယ်ဆိုရင် ဖြုတ်လိုက်တာကြာပြီလို့ထင်ပါနာထင်တယ်ဆိုရင်ခုမအမှားရေးတာပါ idea to lower interest rates a change in tune after the president blasted powell calling him a major loser and saying Powell's termination cannot come fast enough. အဲ့ဒီလူစားတဲ့เนาะကျွန်တော်ပါဝါမေဂျာလူစားလို့ပြောတယ်ပြီးသွားရင်သူ့ရဲ့ termination သူ့အလွတ်ဖြုတ်လာတာเนาะမြင်မြန်လာလေကောက်နေတယ်လို့သူကပြောတယ် true social မှာ post ထုတ်တာတိတ်မကြတယ်လွန်ခဲ့တဲ့3-4ရက်တော့ရှိတယ်အခုချက်ချင်းပြောင်းသွားအလွတ်ဖြုတ်ဖို့အတွက်စံနာမရှိပါဘူးတဲ့အဲ့တော့ပလေးတိုင်ကြီးကเนาะ major loser ကျွန်တော်ပါဝါ loser

ဘာပဲပြောတော့ basic trap ပြောတဲ့လူကြောင့် true social မှာရေးတဲ့လူကြောင့် stock secret ကထိုးကြပါဖြစ်ပါလေလုံခဲ့2ရက်3ရက်တော့တော့ထိုးကြပါအရန်ကြောက်ဖို့ကောင်းတာ market tsunami tariff တဲ့ဆိုးတာပါအဒီက tariff တဲ့ဆိုးတာအလားပဲအာဘဟုပန်ရဲ့ independent ဘက်မလိုက်ရဲ့ဘဟုပန်ရဲ့ဥက္ကဋ္ဌကိုချုပ်လိုက်မယ်ဆိုရင်ဒါ tariff တဲ့ဆိုးတဲ့ market stock secret ထိုးကြမှာဖြစ်ပါလေ Wall Street is heading to its worst April since the Great Depression. The internet ဘလောက်ဆိုးလဲဆိုရင် Great Depression เนาะအရန်ဆိုးွားတဲ့စီးပွားရေးကြက်ကြီးပေါ့။ဟောကြက်ကြက်ကြီးထဲ့တော့ရှင်းရမှာဆိုရင်အခုအချိန်ကအဆိုးဆိုးအချိန် April လာမှာပြောရမှာဆိုရင်ကဘာစစ်ဖြစ်တယ်လို့မျိုးเนาะကဘာစစ်ဖြစ်ရပိုဆိုးရပါဒါပေမဲ့ကဘာစစ်ဖြစ်ပြီးတော့ဟောဒုတိယဆိုးရပါတယ်အခုအချိန် stock National Monetary Fund now warning Trump's tariffs will slow economic growth around the world, with the U.S. taking a significant hit. The White House now trying to reassure anxious investors. Treasury Secretary Scott Bessent telling investors he expects a quote de escalation of the trade war with China, saying the current situation is unsustainable. international monetary fund ကဘာပြောလဲဆိုတော့เนาะ terrorist ကြောင့်လည်းတကဘာလုံးစီးပွားရေးနှိမ့်မယ်ကြမယ်เนาะဆုံးရှုံးမှုရှိမယ် US ကအစိုးဆုံးဖြစ်မယ်သူကပြောတာလေเนาะအဲ့တော့ investor တွေတကဘာလုံး US မှာ investment လုပ်နေ investor ကြောက်ကြောက်တော့အေးအဲ့ဒါဆက်ဆော treasury secretary เนาะဘန်နာရေး secretary ဝန်ကြီးကဘာပြောလဲဆိုတော့အာမကြမီပါတယုံနဲ့ de escalation တိမမှုတွေ ရှော့ချမယ်ဆိုပြီးတော့ပြောလိုက်တယ်เนาะအဲ့တော့သူပြောတော့တိတ်မကြအောင်ပက်စင်ထွက်လာလဲအဲဂျန်ရွန်ပါပါအလုံးမဖြုတ်တော့ဘူးမကြမီတယုံနဲ့ဆွေးနေတော့မယ်အဲအဲ့လိုမပြောလိုက်တော့ investor ရင်းနှီးမြှုပ်နှံသူတွေကနည်းနည်းစိတ်ချမ်းသာသွားပြီးတော့ stock secret ပြန်တက်လာဖြစ်မှာအဲ့တော့ stock secret ကိုအကြားစေးရဲ့အရာက president ထွက်ဘာရေးတယ်ဘာပြောတယ်ဘာမူတည်ပြီးကြားစင်ပါတယ်သူက

ထွန်ပြောတာအာတရုတ်နဲ့စကားမကြမီပြောရမယ်ငါကကောင်းကောင်းမွန်မွန်ပြောမယ်တရုတ်ကပြန်ပြီးကောင်းကောင်းမွန်မွန်ပြောမယ်အားလုံးအဆင်ပြေမယ်ဗောအဲဒါပေမဲ့သူ့ရဲ့လက်အောက်ကလူကဘာပြောလဲဆိုတော့အေးတရုတ်ကတော့ဆွေးနွေးဖို့အရန်ခက်ခဲမယ်သူတယ်နော်တရုတ်ကတခါမှ response မလုပ်တဲ့သူတွေအားကြသူပြောတာเนาะအာ president trump ကတော့ဖုန်းစောင့်နေတယ်စောင့်နေပြောဒါတရုတ်ကတခါမှဖုန်းခေါ်တာမတွေ့ဘူးပါဘူးပလေးတိုင်ကတော့တရုတ် USA ကိုဖုန်းခေါ်လာတည်င်းတွေ့ဘူးပါလား 对不住也吧，嘛对五万是，对五万是也吧，然后拜登穿了扫描嘞，带有芯片啊，肯定话我们啥也保证，骗你妈嘞！The president refusing to say if he's talked directly to Chinese President Xi or if negotiations are underway between the two countries. Mr. President. 这边穿不下了，喏。 အာပရက်စစ်နဲ့ရှီကျင်ဖင်းနဲ့စကားပြောနေတာဒါမှမဟုတ်ရဲ့ဆွေးနွေးနေရဆိုတော့မေးတာကိုမဖြေပါဘူးတဲ့เนาะအာမဖြေဘူးဆိုတာဘာကြောင့်မဖြေဘူးတဲ့မဖြေတယ်လို့ထင်ပါတယ်ပလိတ်တိုင်ကမှမမြင်တော့ဆွတ် interviewer journalist မေးတော့မယ်ပရက်စစ်ထရမ်ပေါ့အေးအတိအကျပြောပါအခုဖုန်းပြောနေပြီလားဒါမှမဟုတ်ရဲ့လက်အောင်ငင်သားအချင်းချင်းဆွေးနွေးနေပြီလားเนาะပရက်စစ်ထရမ်နဲ့ပရက်စစ်ရှီကျင်ဖင်းနဲ့ Mr. President, you said you're ultimately going to make a deal with China, but where do things stand right now? Have you talked to him? The secretary said these negotiations are going to be a slog. My relationship with President Xi is great. So you've talked. It was. Uh, it's been great for a long time. We've had a very good relationship, and I think we'll make a deal with China. Now, despite the lack of specifics, the White House's positive outlook seemed to be enough for Wall Street recovering much of its losses from Monday, George. Journalist may not be on Scorpio, why President, eh, President Trump, eh? President Xi Jinping, and I need a simple, eh, simple, negotiation, eh, Majami, Bionom, I interview a time made it. Oh. တကယ်စကားပြောလို့ရဘာမှမပြောအဲ President Trump ပြောငါလည်းတယုံနဲ့အဆင်ပြေပြီးတော့သဘောတူညီချက်ပိုင်းမရတော့မယ် I think I will make we will make deal with China တဲ့เนาะ China ပြောအဲ့တော့ဟိုမိမိုက်ပြန်ပြောတယ်စကားပြောပြီးွားရတာဆိုအပြန်ကြည့်ပြန်နာပြန်ကြည့်နားခါအရန် President Trump အရန်တော်တာပဲเนาะ तू ဘာမှပြန်မဖြစ်ဘူးဆိုရင် no ဆိုရင် तू ကဘာမှပြန်မဖြစ်မနေနိုင်တယ်เนาะဒါပညာရှင်တွေလုပ်တဲ့သဘောเนาะအဲ့တော့ အာဒီလိုမျိုးပညာတွေကိုယူသားတင်ပါနဲ့เนาะပလေးတက်ယူเนาะအဲ့ရောအဲ့ပြန်လာတာပြန်လာတော့တေချာကြည့်သူကတေချာမေးတာเนาะ interviewer ကတေချာမေးတာ You're ultimately going to make a deal with China but where do things stand right now have you talked to him အဟာသူပါမေးတယ်ဆိုတော့အေးဟေးမကြမီမှာသဘောတူညီမှုရရှိမယ်လို့အာထင်ပါတယ် ပြောပါတယ် resident trump ပြောပါတယ်အဲ့ဒီဟောအခုချိန်မှာလက်ရှိအချိန်နေဘယ်လိုရှိလဲစကားပြောပြွားနေတာအဲသူကပြေးပြေးချာမေးတာအဲ့ရ president trump ကဘာပြက်ဖြေတယ် The secretary said these negotiations are going to be a slog. My relation secretary ဆိုတာသူ့ရဲ့လက်အောက်နေတာဆိုတာဘန်နာရေး secretary ကပြောတယ်။ဒီ negotiation ဒီလိုဆွေးနွေးရအောင်အဆင်ပြေမှာမဟုတ်ပါဘူးပြောတယ်။အဲ့ရောဘယ်ရတယ်ပေါ့ပြောမေးချင်သဘော။ အာ तू က Brexit ထွက်တာဘယ်လိုပြန်ပြေးလဲဆိုရင် relationship with president she is great so you've talked it was ငါနဲ့ president ရှင်ကအာ relationship ပဲအရင်ကောင်းတယ်နော်အဲ့ရော तू interview ကပြန်ပြေးအဲ့ရောစကားပြောပြလိုက်တာဟာ it's been great for a long time we've had a very ဘာမှပြန်မဖြစ်ဘူး Brexit ထွက်ဘာမှပြန်မဖြစ်ဘူး good relationship and i think we'll make a deal with china เออ relationship အရင်ကောင်းတယ်အဲငါထင်တာကတော့မကြမီမှာတရုတ်နဲ့သဘောတူညီရရှိမယ်လို့ထင်ပါတယ်ဟော तू ကအမြဲ relationship ကောင်းတယ်ပြောတယ် precious ရှိတာဗာပြောတယ်ဘာမှမပြောဘူးเนาะကြားတာ precious ရှိတာတော့ precious trap ကိုကြိုက်တယ်လို့ဟော relationship အရင်ကောင်းတယ်လို့ပြောတာကြားဘူးပါလားဒါမှမဟုတ်တစ်ဖက်သက်အချစ်ဖြစ်နေပါလားเนาะအဲ့တော့တစ်ဖက်သက်အချစ်ဆိုရင် USA ကတရုတ်ကိုချစ်ပါတလားเนาะ ဒါပေမဲ့ရှီဂျင်းပင်ကထရမ့်ကိုချစ်ပါတယ်လားထရမ့်ကနေပြီးတော့ရှီဂျင်းပင်ကိုချစ်ပါတယ်လားဘသူ့ကိုချစ်ပါတယ်လဲကွန်မအမှရေးထားတာပါเนาะဇလတ်အရင်ကောင်းနေအဲ့ရောဘာထူးကြလဲအဓိကပက်စစ်ထရမ့်ကဘာကြည့်ရတဲ့ထမ်းအဓိကကြည့်ရပါတယ်အာဒီ10 year treasure ရင်းကိုသူကတေးချကြည့်ဘာကြောင့်လဲပတ်ဆက်ချီရတော့ပတ်ဆက်ချီရတော့ဆိုတော့သူအဆောက်အအဲ့ အတိုးလို့လျှော့ပါလို့ပြောမှုတယ်ကျွန်တော်ဘာမှကျွန်တော်ဘာမှဘယ်တော့မှမလျှော့မလျှော့ဘူးဆိုရင်သူ့ဟာသူနီးနိုင်လို့ပဲ tariff ပဲလုပ်ပြမယ်နော်အားလုံးအားလုံး stock စုကကြောက်လို့ပြမယ်ကြောက်နေဆိုရင်သူရ stock share ရောင်းပြီးတော့ဒီ bond တန်းကြီးက10နှစ်အကျွေး bond ကိုဝယ်မယ်ပေါ့ဝယ်ရဆိုရင်အတိုးလုံးကြမှာပေါ့စရရဟုတ်တယ်စရရသူလုံးလိုက်အောင်အတိုးလုံးကြပါအာ3.86ကြကြပါနော် April 3ရက်နေ့မှာကြပါဒါပေမဲ့ဘာပြုတ်ပြန်တက်သွားတယ်ဘာပြုတ်ပြန်တက်သွားလဲဆိုတော့သူလုံးလာလွန်သွားတာ လို့ရလို့ဝ USA financial financial system နော်ဘန်နာယူမယုံကြည်တော့နိုင်ငံခြား investment လို့ပြီးတော့တရုတ်ရတယ်အာသူ့မှာ USA အကျွေးတွေအများကြီးကင်လာရှိရတယ်ကင်လာပြီဆိုအာတရုတ်ပြန်ရောင်းလိုက်ဘယ်လိုလုပ်မလဲဆိုတခြား international investor ကြောက်ပြီးတော့ဒီတန်ရ USA အကျွေးတွေရောင်းပြတယ်ယုံကြည်မှုရှိရတဲ့ကြောင့် USA ကအခုတမျိုးတော်ကြတမျိုးအများပြောင်းနေနော် theory ကအများပြောင်း policy ကမတိမငင်ဖြစ်ရတဲ့ကြောင့်မတိမငင်ဖြစ်တဲ့ဟာဆိုမတိုင်မကင်ကြအောင် investor ကအဲ့လိုပဲ အဲ့ဒါရောင်းပြီးရွှေတွေဝယ်ရွှေတွေဝယ်အဲ့တော့ရောင်းလိုက်တဲ့ကြောင့် USA ကအကျွေးပြန်ချီရမှာဆိုရင်အတိုးနှုန်းပို့ပေးရတယ်အဲ့ကြောင့်အတိုးနှုန်းတက်သွားတယ်အတိုးတက်သွားနော်ဘယ်လိုပြောရမလဲအာအရန်ယုံကြည်ရတယ်နော်ကဘာပတ်အမေရိကန်မီနနာပတ်စံအများကြီးရှိတယ်သူ့ကိုပတ်စံချီမယ်ဆိုရင်ကိုပတ်စံအမြဲတမ်း100% guarantee ပြန်ရမယ်ဆိုတော့ဂျိန်းနေဂျိန်းနေရတဲ့ကြောင့်သူ့ကိုပတ်စံချီမယ်ဆိုရင်အတိုးကအဲအတိုးကဘယ်လိုပဲပေးရမယ်ဆိုတော့3.5 5%ကမပေးရမယ်တခြားလူဆိုရင်အာမယုံမင်းကဘာလုပ်တယ်မင်းကမသိဘူးနော်ဟိုကဘာပတ်အမေရိကန်မင်းနဲ့က stock option crypto အင်ချမ်းပြီးပညာရှင်ဆိုတာပတ်စံအများကြီးရှိအဲ့တော့ तू ပတ်စံမလို့အောင်ဒါပေမဲ့သူ့ကပတ်စံချီးမယ်ဆိုရင် तू ကအတူတူ3%မပေးမယ်ခင်ဗျားမရှိဘူးသူ့ယုံကြည်တယ်ဒါပေမဲ့မင်းကတော့6%ပေးတယ်အာဒါပေမဲ့မင်းကဘာလုပ်လဲဆိုတော့မသိဘူးပတ်စံဘယ်လောက်ရှိရမသိဘူးနံပါတ်မကြည့်ဘူးတော့ယုံကြည်မှုမရှိဆိုရင်6%နဲ့မရအောင်10%မှာ မင်းကိုပတ်စံပေးမယ်ဆိုရင်ဟာတန်ပါဆက်ပြေကိုမင်းအိမ်ရှိတာအိမ်ရှိအိမ်ပေါင်းတာအဲအဲ့လိုမျိုးဒါယုံကြည်မှုမရှိတဲ့အတွက်ကြောင့်ပို့ပြီးတော့သူ့ကိုပတ်စံချီးပေးရမှာဆိုရင်အတိုးတို့တန်ပါဆက်တောင်းတယ်ပြီးတော့အိမ်တွေပါရအပေါင်းတောင်းတယ်ဒါပေမဲ့ကဘာပတ်အမေရိကန်မီနနာ stop ပညာရှင်ဆိုရောဘာမှမလုပ်သူကနာမည်ကြီးပြီးတော့တော်ပြီးတော့ပတ်စံမလို့အဲ့တော့3%နဲ့ဆိုလက်ခံတယ်เนาะဆရာပတ်စံမချီးဘူးเนาะပြောပြလာမှာဒါနဲ့ကြိုးပြောထားမှာ နော်ဆရာဘသူ့မှာစပြီးတော့ high မပြောပါဘူးဆရာနာမည်ကြီးလို့အာကြီးကိုအရင်တော်လို့အာကြီးကိုဆရာအရောင်ဆောင်ပြီးတော့လိန်နေလို့ရှိပါတယ်နော်ဘယ်တော့မှဆရာစပြီး high မပြောဘူးဘယ်နေရာမှာ investment လုပ်မှာဘယ်နေရာမှာလုပ်မယ်ဆိုရင်ဘလော့ပြန်ရမယ်ဆိုတော့ KMD အမှတ်ခဲမပေးပါဘူးနော်ဖုန်းနံပါတ်လည်းအာမတောင်းပါဘူးဖုန်းနံပါတ်မပေးပါဘူးအာအရင်အရေးကြီးပါတယ်နော်ဆရာကစာတင်နေမှာအရင်တော်ပြီးတော့အရင်စာတင်ကောင်းတဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူအများကြီးရှိတဲ့အတွက်ကြောင့် အဲ့ယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်နေတဲ့လူတွေအများကြီးအများကြီးရှိတာပါအဲ့ကြောင့်အရင်အရင်တတိထားပါနော်ဒီအဲ့အကြောင့်ဒီလိုမျိုး US ရဲ့အတိုးနှုန်းကပြန်တက်သွားပြန်တက်တော့ဟာ Trump မတိပါဒါ President Trump ကတော်တာ哦နော်တော်သူအကုန်ရှောက်လို့တယ်ရှောက်လို့ပြီးတော့အော်မဟုတ် Okay ဟိုကလုတ်တရားလုတ်တရားလို့ Okay ဒါဆိုမဖြစ်တော့ဘူးဆိုရင်အာသူရှောက်လို့တယ်7 tree နေတော့ဆုံးဆုံးရှုံးသွားတယ်တကယ်ပါတော့7 tree နေရနော် billion မဟုတ် ဘီလီယံပေါ့ထရီလီယံဆုံးရှုံးပြီးတော့မှအာဒါဆိုမဖြစ်တော့ဘူးမဖြစ်တော့ငါဗဇက်ပိတ်နေမှာဖြစ်မယ်သူ့ရဲ့အလုံးမဖြုတ်တော့ဘူးနော်ပြီးသွားရင် terrible ပဲမကြမ်းမှာ short တော့မယ်အဲ့လိုပြောလိုက်ရတော့ဆိုရင်ဘာကြောင့်ဆိုတော့ terrible အရင်များဆိုရင်ကုန်စည်လုံးတက်မှာဆိုတော့တည်ရလေကုန်စည်လုံးတက်တယ်ဆိုတော့ဘာဖြစ်မလဲကုန်စည်လုံးတက်တယ်ဆိုတော့အတိုးတော့မကြမ်းပြီးတက်ရမှာဆိုတော့တည်ရအာပြီးတော့လူရမယုံကြည်တော့အဲ့ကြောင့်ဒီအတိုးတော့ပြန်တက်တာအစကြမလို့ပဲ ဒါပေမဲ့ Tevere ကကုန်စင်းလုံးတက်မယ်ဆိုတာသိတယ်။ကုန်စင်းလုံးတက်တယ်ဆိုရင်အတိုးလုံးတက်မယ်ဆိုတာသိတယ်။ပြီးတော့ US ကိုအခုတမျိုးတော်ကြတမျိုးပြောင်းတဲ့ policy ဆိုယုံကြည်မှုရှိတော့အဲအကြောင်းအကျွေးရအတိုးအများကြီးပေးရနော်အာ USA ကအကျွေးပြန်ပြီးတော့ဆက်ဖို့ရှိတယ်ဒီနှစ်စလမ်းမှာအကျွေးဟောက်ဆက်ပြီးတော့အကျွေးတက်ပြန်ယူအကျွေးတက်ယူပြီးတော့အကျွေးဟောက်ပြန်ဆက်အောင်အဲရောဒီအတိုးလုံးကြာနေတဲ့အချိန်မှာသူတို့အကျွေးအစ်တက်တွေများများယူပြီးတော့အကျွေးဟောက် ဆက်ဖြစ်ပါစေလို့ပဲဆုတောင်းတယ်เนาะနှုတ်ပေါ်ဆိုရင်ဒီ Sabbath Trinity ဆုံးရှုံးသွားအလကားဖြစ်ပြီအလကားလူတွေရဲ့เนาะအသက်ကြီးကိုစုထားတဲ့ 401k တွေ retirement တွေပြီးတော့ university ရဲ့ all retirement 401k မှာထည့်ထားတာ stock ဈေးကွက်မှာထည့်ထားအလကားဆုံးရှုံးသွားတာเนาะနည်းရမောတန်ဖို့ Sabbath Trinity ဆုံးရှုံးသွား เนาะအဲ့ဒါကြောင့်အခုပြန်ပြီးအတိုးတက်သွားတာဘာမှမထူးကြတော့ तू မလုတ်ခင်ရတဲ့အတူတူပဲအတိုးတော့အခုပြန်တက်ပါဒါပေမဲ့ inflation ကြမလို့လူယုံကြည်ဝင်ဆိုရင်တော့အတိုးတော့ပြန်ကြပါလိမ့်မယ်เนาะပြီးတော့အစိုးရကလည်းဘာမှ policy တိတ်မပြောင်းဘူးယုံကြည်ရတယ်ကုန်စည်တော့လည်းမကြမီကြမယ်ယုံကြည်ရဆိုရင်ဒီအတိုးတော့ automatic ကြပါအဲ့ဘာမှလုံးစရာမလုံးเนาะတခြားရှောက်မရေးဘူးပဲအရေးကြီးတယ်အဲ့လိုထင်ပါတယ်လားထင်တယ်ဆိုရင်ကိုမအမှ ေးထားပါအဲ့တော့ stock secret တက်ဖို့ဆိုရင် president trump ဘာလုပ်တဲ့နေထင်ပါလဲကိုမအောင်မရတာပါဒီလိုမျိုး stock share ပညာနေเนาะပတ်စံအမြင်နဲ့ဘယ်လိုရှားမလဲเนาะပတ်တိုင်းအနေနဲ့တနေ့တနိုင်တနိုင်နဲ့ပတ်စံရှားပြီးတော့ကဘာပတ်ချင်လဲဆိုရင် stock investing call option put options advance option day trading moment stock တက်လို့ရပါတယ်ဒီတင်တန်း၅ခုကိုတနေ့အတွင်းမှာတက်ပြီးရအကြောင်းသားကြောင့်လို့ရတယ်เนาะ အောင်မြင်မဲ့ကလေးပို့ပြီးတော့များပါတယ်။တော့တင်တဲ့တက်ချင်ဆိုရင် link တွေကို YouTube video description ကိုမှာပါရှိပါတယ်။ဒီနေ့ click နှိပ်ပြီးတော့ဒီနေ့ပဲတင်တဲ့တက်ပြီးတော့မြန်မြန်ကဘာပတ်ဖို့ညီမချက်ပြေပါစေ။ချင်းတက်လိုက်တာအပူရချိုးရင်းရှိတယ်။ကြယ်ရမျိုးပူကောင်းပါလား။ကြယ်ရပူကောင်းလဲဆိုတော့ဆရာကနေ app train နေ app train နေငါးလမ်းနီးလမ်းငါးလမ်းရှိရ။အဲ့ဒီဓာရီကသူအကြိုက်ဆုံးဒီပုံတွေကအရင်ကြီးရောက်တယ် တင်းအဲ့လို expert မဖြစ်ပေမဲ့ဇေယျရဲ့ဒီ app တင်ပါလေ action party ကိုတိချပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူး share ဆရာကြီးကလောဘာမှနားမလည်ရဲဘူးနော်ဆရာပြောတဲ့အတိုင်းပဲနှိမ့်လိုက်လုပ်ပါတယ်ဒီဟာတွေကိုအတိအကျတိချတိုင်းလုပ်တယ်လုံးဝအရှုံးမရှိဘူး hello ဆရာ CIS store share ကလပ်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော် ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြှပ်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ဆရာကြီးအဘုံတခါလေးမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာခုဆိုတော့ကျွန်တော်အရင်ပဲမြင့်နေပါပြီဆရာအရင်ကျေးဇူးတင်ပါတယ်ရေရှည်အတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှည်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမအတင်နမ်းမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လစ်လာတယ်ဒါမဲ့ သေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစင်မစတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်ကူရမ်းပြုတ်တယ်ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ doing in option အရင်နီးနေနေလေးနဲ့အမြတ်များများရေရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကြီးစုပါပဲဆရာ ဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာဒီနာတဲ့ရည်ရနဲ့အလားအကွင်းမှာခုနှစ်ထောင်နဲ့၅ရာမြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့တင်တာကလေအခုတော့အဲ့လိုမြတ်လေးဆရာရည်ရည်ကျေးဇူးပဲဒီညိုညိုလိုက်လေးနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာ ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့ store ရှိတဲ့နံပါတ်ဒီနံပါတ်ပြီးတော့ကျွန်တော်အခွန်မပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချာချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲခေါင်းခေါင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ကြပြန်လည်းဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပိုင်းကျေးဇူးတင်တဲ့ဆရာဖြစ်ရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ခဲ့တာ။ကျွန်တော်လည်းဆော့နေတာကြားပါပြီဆရာရဲ့ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘောကမှအမြတ်အများဆုံးရခဲ့တာပေါ့ဒီရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်